ကျွန်တော်ဒီနေ့မနက်နိုးလာတော့ခေါင်းထဲမှာအိုင်ဒီယာတစ်ခုပေါ်လာပြီပေါ့နော်အဲ့ဒါဘာလဲဆိုတော့ဂိမ်းတွေမှာမြန်မာအတန်နဲ့ voice line ညီထည့်မယ်ဆိုရင်စာကြီးရောကြီးဘယ်ဟာထည့်ရင်တော်တော်လေးရည်ရမလဲဘာမှလုံးလုံးမရတော့ဘူးကွာတော်တော်လေးမိုက်မလဲပေါ့နော်ဟဲ့အောင်နေတော်ပြီဟောဟဲ့အောင်နေအဲ့ရှုပ်ကင်မှာအခုလောဆယ်ရစီမထိုးနေရင်သေတော့ပဲလို့လုံးသာဟာစီမထိုးနေစီမထိုးနေဟမ်တန်နေတန်နေဆိုရယ် တော်လေးတန်သွားပါပြီလို့တန်တယ်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 အကောင်းထဲမှာကျွန်တော်စဉ်းစားမိရပါတော့ပထမဆုံးတစ်ခုကကဲ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 ကောင်မတက်အကြဘာလဲဆို enemy ဘက်ကနေပြောဝင်ကဲတဲ့ကောင်တော့ကဲကဲရင်ကဲတဲ့ကောင်မတက်ဆိုပြောဝိုင်းလို့ဖို့ voice sign ပေါ့နောက်တစ်ခုကတိတ်တိတ်တိတ်မတနာဘူးအဲအမျိုးသားကိုဘက်ကနေ super hero ကြီးလုပ်ပြီးငါဟောက်တကောင်ဝင်ချနေတဲ့ကောင်နေဆိုရင်မတနာဘူးကဖင်ရားတဲ့ကောင်နေတော့နည်းနည်းတော့ toxic ဆန်ပြီးရင်အဲ့လို voice sign တွေကိုအဲ့လိုတိတ်တိတ်ငေါငေါလေးရီရအောင်လို့လုပ်မယ်လို့စဉ်းစားထားတယ်ပေါ့နော်တတိယတစ်ခုက အဲ့လိုမရန်တေချာရဲ့ဟာကြီးပြောနေငါတို့ဟိုမှာမှာသွားပြီးခြားကြမယ်အပေါ်လမ်းကိုသွားကမ်းကြမယ်ဘာညာဒါပေမဲ့ဟုတ်ဟုတ်ပါမလားဗောနော်အားလေးလည်းမစိုးဘူးရီရလောက်တယ်တော့မှာဘာဖြစ်ရှိလို့လဲအဲ့လိုနောက်ကဝါ ဆိုတဲ့လေးပါထည့်လိုက်ရင်ငိုငိုတဲ့အတန်လေးတော့ငါဘာပဲဖြစ်ရှိလို့လဲငိုတန်လေးနဲ့အဲ voice line ဟာနောက်ဆုံးတစ်ခု idea တော့တော်တယ်နောက်မလုံနဲ့ယူပြီးကြမ်းသွားတာဖြစ်ဖြစ်သမှာတစ်ခုခုတကွပြလိုက်ရဒါမှမဖြစ်နိုင်တာလေအော်နောက်မလုံတော်တယ်နောက်မလုံနဲ့ကဲပြည့်တဲ့ကြောလူမျိုးဂိမ်းတစ်ခုမှာမြန်မာလူမျိုးအတန်နေထည့်ရမယ်ဆိုရင်ဘာတန်နေထည့်ခြင်းလဲပေါ့နော်စဉ်းစားထားမိရရှိတာကိုယ့်မှာမှာတစ်ချက်လောက်ပြောသွားပြလို့ရပါတယ်